င်ဆက်ဘေးမှာကတော့အနမ်းဝေမင်းရဲ့အောင်မြင်တော့မယ့်အရှိရောင်အိမ်မက်ပါနမ်းဝေမင်းကိုတော့ယောဂီဆရာမလေးဆိုပြီးလူသိများပါတယ်သူမကဆိုရှယ်မီဒီယာပေါ်မှာပဲသူမရဲ့ဆွဲမက်ဖွယ်ကောက်ကြောင်းနေကြောင်းနာမည်ကြီးလူသိများလာတာပဲဖြစ်ပါတယ်။သူမကတော့ဝေဖန်ခံရဆုံးဆယ်လီဘရီတဲကတအုပ်ပဲဖြစ်ပါတယ်။သူ့ရဲ့ရင်သားကြီးရာကိုဝေဖန်ကြတဲ့သူတွေလည်းအများအပြားပါပဲ။နန်းဝေမြင့်ကတော့အရင်ကဓမ္မစကုဆရာမလေး၊အင်ကြီးဖြူညိုရောင်လေးတွေဝတ်တဲ့ဆရာမလေးပုံစံကိုအားလုံးကပိုချစ်ကြပြီးမယ်။အခုချိန်မှာတော့စာမတင်ရတာရောဘဝရက်တည်မှုပြောင်းလဲလိုက်ရတာရောကြောင့်ပုံစံပြောင်းသွားတာကိုလက်ခံပေးစေချင်ပါတယ်။ ခန္ဓာကိုယ်လှပဖို့အတွက်ကတော့ခြင်းကစားရယ်ရင်ဘတ်ကြီးလာတာကအသက်ရွယ်ကြောင့်ပါခြင်းကစားအကြောင်းဖြစ်မှာပါအဲ့ဒါကြောင့်သူ့ကိုတိတ်မဝေဖန်ပါနဲ့ဆိုပြီးဖွင့်ဟဝန်ခံခဲ့ပါတယ်သူမကလှနုထွန်းရဲ့ fan တယောက်လည်းဖြစ်ပါတယ်မလှနုရေးတဲ့ယောက်ျားကိုစိတ်ချမ်းသာအောင်ထားမယ်ဆိုရယ်စာအုပ်ဖတ်ဖူးပါတယ်မလှနုရေးတဲ့စာအုပ်တွေကိုဖတ်ခဲ့ဘူးတယ်လေးလာဘူးတယ်အဲ့ဒီလိုစာအုပ်တွေဖတ်ရင်းနဲ့မလှနုဆိုပြီးသိသွားခဲ့တာပါမလှနုရေးထားတာတွေကညီမတို့နဲ့သဘောထားချင်းတိုက်ဆိုင်တယ်လို့ပြောလို့ရတယ်အမြင်ချင်းလဲတူတယ်ဆိုပြီးဖွင့်ဟခဲ့ပါတယ် လနုထွန်းကလည်းညီမလေးကိုစပြီးတီးခဲ့တာကအတင်းဆောင်တာထက်သူအရင်ကအင်ကြီးလေးတွေဝတ်ပြီးခန္ဓာကိုယ်လှည့်ပြတဲ့ပုံစံလေးတွေကိုကြည့်ပြီးအယမ်းချစ်ခဲ့တာသူ့လိုမျိုးလှုပ်တက်ခြင်းနဲ့အခွင့်အာဏာကြုံရင်တော့နှစ်ယောက်သားအတူတူတွဲလှုပ်ဘူးချင်ပါတယ်ဆိုပြီးပြောခဲ့ဘူးပြီးတော့ပရိသတ်တွေကတော့တူရတူရလာစုကြတယ်ဆိုပြီးဝေဖန်ခဲ့ပါတယ်နန်းဝေမြင့်ကတော့အခုချိန်မှာဇက်ကားတွေရိုက်နေပြီးနမေကြီးရင်းနဲ့ပါတွဲဖက်တယောက်ဆောင်နေပါပြီဒါအပြင်နန်းဝေမြင့်ကတော့တာမန်ဆဲလီတယောက်ဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော်တော်အောင်မြင်နေပါပြီနန်းဝေမြင့်ကတော့ခရက်ထမဲ့ဇက်ကားတွေကိုရွေးပြောနေတယ်လို့ သူ့ရဲ့လုံရဲ့တိုင်းကလည်းပြည်သက်စိတ်ဝင်စားအောင်လုပ်နေသလိုပါပဲ။ပေါင်ကိုမပေါ်ပေါအောင်ဖော်ပြီးတချင်းတွေဖြောပြခဲ့တာပါ။နောင်ဝင်းမြင့်ကတော့အက်ဒီလုံရဲ့ကြောင့်ပဲအခုဆိုရင်အဆိုးရောလို့လို့ဘာလို့လို့တောင်ဖြစ်နေပါပြီ။ဆယ်လီတွေကိုစိတ်ဝင်စားတဲ့ပွဲငါးတွေကြောင့်နောင်ဝင်းမြင့်ကတော့တချင်းတစ်ခါဆိုရင်သိန်း200ရတဲ့အထိဖြစ်နေပါပြီ။ကိုဝိုင်းတချင်းဘာမှမရှိတဲ့နောင်ဝင်းမြင့်ကသူ့များတချင်းတွေကိုပြန်ဆိုရင်ငွေရှာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူက တချင်းအစိုးပိုင်းနဲ့ပတ်သက်ပြီးဘာမှမတက်သလိုပြည်သက်တွေကလည်းသူတချင်းဆိုတာကိုသဘောကျလို့အားပေးတာမဟုတ်ပါဘူး။ နန်းဝင်မြင့်ကတော့အမှုပညာနဲ့ပတ်သက်ပြီးအရေးချင်းရှိတဲ့သူတယောက်မဟုတ်ပေမဲ့တညကို300ညလောက်ထိရှာနိုင်နေပါပြီ။အရေးချင်းရှိတဲ့ဆိုတော်တွေကပတ်စံမရှာသလိုရှာလည်းမရှာနိုင်သလိုနန်းဝင်မြင့်ကတော့ကိုယ်ပိုင်တချင်းမရှိလဲငွေမြောင်များရှာနိုင်နေတာမို့အကုန်ယူနေပါတယ်။အချိန်ခဏလေးအတွင်းမှာအစိုးရရောင်ရောင်ဘာရောင်ရောင်ဘဝကိုရောက်နေပြီးမို့သူဖြစ်ချင်တဲ့အရာတွေကိုတခုချင်းစီပုံဖော်ပြီးတော့ဟန်တီးနေပါတယ်။နန်းဝင်မြင့်ကအခုနောက်ပိုင်းမှာလှဖို့ထက်ပြိတ္တစိတ်ဝင်စားမှုရဖို့ကသူ့အတွက်ပိုအရေးကြီးတာပါ။ ခုဖောင်းလို့ပြိသက်စိတ်ဝင်စားတာခံနေရတဲ့အနောက်ဝင်မြင့်ကအခုလည်းနောက်ထပ်တနည်းအားကိုဖောင်းအောင်လုပ်ပြီးအတန်းရှင်းရှာလိုက်ပါပြီ။သူကတော့ပုံမှန်တိုင်းလာနေတဲ့နှကန်းကိုဆီလီကွန်နဲ့ထည့်လိုက်တာဖြစ်ပါတယ်။နှကန်းတစ်စုံကကြီးမားဖူးယောင်ပြီးတော့ထင်သာမြင်သာဖြစ်နေကြတာပါ။ပြိသက်စိတ်ဝင်စားမှုရတိုင်းအောင်မြင်နေတဲ့နောက်ဝင်မြင့်ကတော့အခုလည်းသူတိထပ်ပို့ပြီးအောင်မြင်တော့မှမို့သူ့ရဲ့ရွှေရောင်အိမ်မက်ကြောင်းနေပြောလာခဲ့ပါပြီ။နောင်ဝင်မြင့်ကတော့အောင်မြင်ပြီးနောက်ပိုင်းမှာရွှေရောင်တွေကိုသာမျက်လုံးနဲ့မြင်ပြီးတက်မှတ်နေတာပဲဖြစ်ပါတယ်။အခုချိန်မှာသူကရွှေအိမ်ကြီးတွေ၊ရွှေကားကြီးတွေလိုချင်နေရပါ ရွှေရင်ကြီးမှာအေးအေးလူလူနေပြီးရွှေကားကြီးကိုစီးပြီးတော့စိန်ခံပြီးတော့စီးကျင်တဲ့စိတ်တွေပေါ်ပေါက်နေတယ်လို့ဆိုပါရယ်ပရိသတ်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့အကိုဖြစ်သူပိုင်းတကွန်ကအမျိုးသမီးတဦးပေါ်ဂတိသစ္စာမြဲသလားညီဖြစ်သူကအမျိုးသမီးတွေကိုတံမိုးမထားတတ်တဲ့အချူစားတဲ့ကောင်ဖြစ်နေဆိုတဲ့သတင်းလေးပါတေးဆောင်ရှင်ဖုံးပြေကအထူးနေခဲ့တဲ့ချစ်သူကောင်မလေးပေါ်လင်းလူရှူစော်ကပြောဆိုမှုတွေကြောင့်အမားရဲ့ဝေဖန်ပြစ်တင်ခြင်းကိုခံရရပါတယ်။ ရှင်ဖုံးကြီးလို့ဆိုလိုက်ရင်မသိသူများပြားပေမဲ့မော်ရီတယုတ်ဆောင်ပိုင်တကွင်းရဲ့အညီအဖြစ်နာမည်ကုန်ပုတ်တွဲလိုက်မှုကြောင့်လူများရဲ့စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ပါတယ်။ရှင်ဖုံးကြီးရဲ့ရည်စားဖြစ်သူကခင်မင်းခါကရှင်ဖုံးပြင်းနေမိသားစုနဲ့ပြဿနာတက်ကနေအိမ်ပေါ်ကဆင်းလာပြီးရင်တော့အတူတူနေထိုင်ချပြီးနေဖို့အိမ်သုံးဖို့ငွေကြေးအစားအစာအရာကုန်ကြစိတ်တွေကို၎င်းကစိုက်ထုတ်ထားခဲ့ရကြောင်းအတူနေချင်းရှင်ဖုံးကြီးကတခြားအမျိုးသမီးတွေနဲ့လည်းပတ်သက်မှုတွေရှိခဲ့ကြောင်းဝင်းရဲစေးသုံးဆဲဖို့တက်လဲငွေထုတ်ပေးခဲ့ရကြောင်းပတ်စံကချီးပေးခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းကိုမတိကျုံကျုံပြုကတစ္ဆာဖောက်ထားရခဲ့ကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့တာပါ online page တွေရဲ့သတင်းဖော်ပြမှုတွေမှာတော့ကာယကံရှင်ရှင်ဖုံးပြေဆိုတာထက်ပိုင်တကွန်ရဲ့ညီဖြစ်တာနန်းစားတုံးကဖော်ပြနေခြင်းမျိုးတွေဖြစ်ပြီးတော့ online အသုံးပြုသူတွေရဲ့မှတ်ချက်တွေအရအကိုဖြစ်သူနဲ့ညီဖြစ်သူကအကျင့်စရိုက်စိတ်နဲ့စိတ်ထားကွာခြားလွန်းကြောင်းအကိုဖြစ်သူပိုင်တကွန်ကအမျိုးသမီးတူဦးပေါ်ဂရီတစ္ဆာမြဲတလားညီဖြစ်သူကအမျိုးသမီးတွေကိုတန်မှုမထားတတ်သူဖြစ်ကြောင်းဒါကြောင့်လဲအောင်မြင်မှုမရှိတာဖြစ်ကြောင်းအစရှိသဖြင့်မှတ်ချက်စကားများစွာနဲ့နှိုင်းရှင်ပြောဆိုလျက်ရှိပါတယ် ရှင်ဖုံးပြစ်ကအခုလက်ရှိဖြစ်ခဲ့တဲ့ပြဿနာအလုံးကကျွန်တော်ဆိုလိုဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တယောက်တည်းနဲ့သက်ဆိုင်တဲ့ပြဿနာပါ။သူနဲ့တွဲနေရကျွန်တော်မိသားစုညီကောင်မှဘယ်သူမှမသိပါဘူး။ဒါအမှန်တရားပါပဲလို့ဒါကိုသူလည်းသိပါတယ်ဆိုပြီးပြန်လဲဖြစ်ရှင်းခဲ့ပါတယ်။ အခုကိစ္စမှာကျွန်တော်မှားခဲ့တာကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်သူစီကမှအပိုင်းလုံးလုပ်ခဲ့တာမရှိပါဘူးလူငယ်သမားဝါရချက်သူဖြစ်ကြတယ်တွဲတယ်ရှိတူမရှိတူနေခဲ့ကြတယ်ကျွန်တော်သူစေတနာကိုလည်းမစော်ကားပါဘူးကျွန်တော်တို့ကြောင့်စိတ်နှောက်ယှက်ဖြစ်ခဲ့ရတဲ့တဦးတယောက်ချင်းစီကိုလည်းအနှူးညွတ်တောင်းပန်ပါတယ်လို့ဆိုထားပါတယ်ရှင်မုံပြည်နေတဲ့ခင်မင်းခါကိုပေးဖို့ရှိတဲ့ငွေပမာဏကို18ရက်လေးလ2025မှာလာရောက် ပေးမယ်လို့ကတိပြုခဲ့ပြီးမယ်။လာရောက်ပေးခဲ့ခြင်းမရှိကြောင်းဒါကြောင့် April 23ရက်မှာတော့ခင်မင်းခါကမြန်မာနှစ်စံတည့်ရက် 18ရက်လေးလ2025မှာသူကိုယ်တိုင်3ရက်အတွင်းလာပေးပါမယ်လို့ဂတိခံထားတဲ့ငွေတွေကိုအခုချိန်ကြီးလာပေးခဲ့ခြင်းမရှိပါဘူး။မင်းညားကလည်း23ရက်မနက်လာပေးပါမယ်လို့ဂတိထပ်မံခံပေးခဲ့ပါတယ်။ယနေ့နောက်ဆုံးထားဆက်သွယ်ပေးဆောင်ခဲ့ခြင်းမရှိပါကပြည်မှုဆိုင်ရာဥပဒေအရတရားဥပဒေအရတရားဆက်ဆိုသွားမယ်ဖြစ်ကြောင်းကိုရှင်ဖုံးပြေကသတိပေးစကားဆုထားတာကိုတွေ့ရပါတယ်။ကာမလိန်လယ်မှု၊မွေးစေဝါတုံးဆွဲမှု၊ငွေကြေးလိန်လယ်မှု၊ချင်းချောက်ပြောဆိုမှု၊ဆက်သွယ်ဥပဒေပုံမှ66၊ဂါကြီးစာရှိရေးပုံမှတွေနဲ့ တရားစွဲဆိုနိုင်တဲ့အနေအထားမှာရှိနေပြီးတော့နှုတ်ဦးသားပြေလည်အောင်မညှိနှိုင်းကြပါကတရားရုံးထိရောက်ရှိသွားနိုင်ပါတယ်။ဧပြီလ26မှာတော့ခင်မင်းခဘက်ကနှစ်ဖက်မိဘတွေရဲ့နားနှစ်ဖက်မိဘတွေရဲ့နာကြားဖြောင်းဖြောင်းမှုတွေကြောင့်ပြေလည်သွားပြီဖြစ်ကြောင်းအသိပေးမှုတွေလည်းရှိခဲ့ပြန်ပါတယ်။၎င်းတို့ဖြစ်စဉ်ကတမင်းရေးစားပြဿနာတစ်ခုတည်းမဟုတ်ဘဲငွေကြေးရှုပ်ရှင်ကိစ္စတွေပါပါဝင်ခဲ့ပြီးလက်မထက်ခင်နှုတ်ဦးသဘောတူအနေထိုင်မှုရဲ့အစိုးကျတစ်ခုဖြစ်ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံမှာလက်မထက်ခင်သမီးစားအတူနေထိုင်မှုကိုလူရှိလူကြီးသူမတွေကလက်မခံကြပေမဲ့ခေတ်လူငယ်တွေကြားမှာတော့အနောက်တိုင်းနိုင်ငံရဲ့ဒလိအကျဉ်းစရိုက်တွေလွှမ်းမိုးမှုကကြီးထွားလာတာကြောင့်လက်မထက်ခင်အတူနေထိုင်ခြင်းကိုတာမန်ကိစ္စတစ်ခုဖြစ်သတ်မှတ်လာကြပြီးတော့နှစ်ဦးကြားပြဿနာဖြစ်ပေါ်လာမှသာလူသိရှင်ကြားအတန်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်ပရိသတ်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အစားရတော့မိခဲဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့နော် ဒါပေမဲ့ရှင်မုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရယ်ဒီအရန်ဆိုင်လုံးလို့မတဲဒီဟာကိုတင်ရတာပါဒီဟာကိုဒီဗီဒီယိုရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားရသည်73ရက်နေရမှာလမ်းခွဲလိုက်တာပါဧပြီ73ရက်နေရမှာလမ်းခွဲလိုက်တာပါ72ရက်နေ့ညနေရမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါပြီးတော့မင်းတဲ့နဲ့သူနဲ့ဆက်ပြီးတော့မှသူနဲ့ဆက်ပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ 2024 6လပိုင်း24 25ရက်ကသူအိမ်ဘွားဆင်းလာတယ်။အိမ်ဘွားဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူး။ပတ်စံတပြားမှမပါဘူး။ပြီးတော့သူအိမ်ကိုမပြောင်းခြင်းဘူး။သူကသူတိုက်ခန်းကားပြီးတော့မှနေမယ်။အခန်းရှာပေးပါ။အခန်းရှာမယ်ဆိုပြီးတော့အခန်းအတူတူရှာပေးရဲ။သူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူး။ပတ်စံတပြားမှမရှိဘူးသူ့မှာ။သူလုံးဝအိမ်ဘွားဆင်းလာတဲ့အချိန်မှာတက်စီခါတောင်သူ့မှာပါမလာဘူး။ ဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငားခင်စက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဟိုတယ်မှာနေရစားရတောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနေပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါပြီးတော့သူအိမ်ငားမယ်ဆိုပြီးပြောတဲ့အချိန်မှာညီမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူကအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကိုကဘန်ကောက်မှာသူ့အကိုစီမှာသူအပ်ထားတဲ့ပတ်စံရှိရယ်ပေါ့နော်သူ့ကိုကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ပြန်လာတဲ့အချိန်ကျလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ် အဲ့ကနေပြီးတော့မှသူတယောက်တည်းမနေရဲဘူးအာသူတငယ်ချင်းတွေကိုသူသူခေါ်ထားမယ်ပေါ့နော်သူတငယ်ချင်းတွေမလာခင်မှာညီမကိုအတူတူနေပေးပါဆိုပြီးမှပြောတယ်ဒါပေမဲ့ဒီကြားထဲမှာအကောင်းမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာမနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ်ဒီအိမ်မှာရှိနေတဲ့အချိန်မှာဒီလေညီမအလောက်ကရတဲ့ပတ်စံညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မီတာခအကုန်လုံးအားစညီမပဲ ပေးခဲ့ရတာသူပတ်စံတပြားတစ်ချက်မှမကုန်ခဲ့ပါဘူး။ဒါအိမ်က6လပြည့်သွားလို့နောက်ထပ်6ချက်ဖက်ပြီးတော့မှ6လချုပ်တယ်။အလုံးပေါင်းအိမ်က14လစာ6သိန်းနဲ့14လစာဆိုရင်84သိန်းရှိပါတယ်။မီတာခကဒီတစ်နှစ်စာမီတာခပြတ်လိုက်မယ်ဆိုလို့ရှိရင်10သိန်းကျော်ရှိရယ်။အလုံးပေါင်း10သိန်းမှညီမကြွတ်ထားရယ်။ ဲ့တော့64တိန်သူစီကရစရာရှိရယ်ဒါအိမ်မှာစားတာတောက်တာသုံးတာတွေဒီနောက်ဆုံးစကင်ကယ်သူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညမပတ်စံနဲ့ပဲညမစိုက်ပြီးမှဝယ်ပြီးခဲ့ရတာသူဒီလိုမျိုးသုံးနေတာဒီလိုမျိုးတောက်နေတာတွေကညမပတ်စံနဲ့ပဲညမပေးခဲ့ရတာပါအဲ့ဒါကိုသူကခုမှအတိုင်းဝိုင်းရှိရယ်ဆိုပြီးတော့မှအခုမနေတော့ကကြတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကျတော့လုတ်ချင်တာလုတ်တဲ့အခုတွဲတာပြက်တာကြာနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ညီမဖက်က နစ်နာပါလေသူအဲ့လိုမျိုးပြောတဲ့အတွက်ကြောင့်မို့လို့လေ73ရက်နေ့ထိညီမနဲ့သူနဲ့အဆက်အသွယ်ရှိနေရဖုန်းမဆက်ကြီးလည်းရှိနေရစာတွေလည်းရှိနေရ73ရက်နေ့ညက်နေရမှာညီမကိုယ်တိုင်ပဲငါတို့တွေလမ်းခွဲကြရအောင်ဆိုတဲ့စာအောင်ညီမကိုယ်တိုင်ပဲပို့ခဲ့လိုက်တာပါဘာလို့လဲဆိုတော့သူဒီလိုမျိုးဖောက်ပြန်နေရရင်ညီမမခံနိုင်လို့ပါညီမအိမ်မှာနေတယ်ညီမချက်တဲ့ထမင်းကိုစားတယ်ညီမနဲ့အတူတူထမင်းတဝိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးကြီးဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ် ဒါတော့မှတယောက်ထင်းနဲ့ဖောက်ပြန်တာမဟုတ်ပါဘူးမြောက်ရောက်မြားဆိုတာသူဖောက်ပြန်ထားတဲ့ဟာတွေသူဖုန်းကိုညီမယူပြီးကြည့်ရဲ့အချိန်မှာအကုန်လုံးတွေ့ရပါတယ်အဲ့ဟာတွေကိုလည်းညီမစီမှာအကုန်လုံးဓာတ်ပုံချိုက်ပြီးတော့မှတက်တင်နေတကွာညီမယူထားပါတယ်နောက်ဆုံးဒီ April 6ရက်နေ့မှာဒါသူ့အကိုရုံးနဲ့သူအလူသွားလူတယ်ငလင်အလူသွားလူတယ်အလူသွားလူပြီးတော့မှအိမ်ပြန်လာမယ်လို့သူပြောပါတယ်အိမ်ပြန်လာမယ်လို့ပြောပြီးတော့မှအဲ့ဒီမှာညီမနဲ့တူနေဒီလိုပဲတမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှ ဘလော့လိုက်တယ်။စကားများလိုက်တယ်။အဲ့တော့အိမ်ကိုပြန်မလာဘဲနဲ့ဟိုတယ်မှာသွားပြီးတော့မှတခြားဆော်ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ်။အဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ Messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တင်နေတကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော်ခေါ်ပြီးတော့အိတ်တာတွေလဲညီမမှာတက်တင်အကုန်လုံးရှိပါတယ်။ဆိုတော့ तू ကအခုတအားတရားလုံလုံအာကြီးသွားပြီသူ့ဘက်မှာအတိုင်းဝိုင်းရှိတယ်ဆိုပြီးတော့မှညီမကိုအခုလိုမျိုးဖိနှိပ်တာ အခုလိုမျိုးနိုင်ထက်စီနင်းလောက်တာယောက်ျားတယောက်ဖြစ်ပြီးတော့မှယောက်ျားတောင်းဝင်ယောက်ျားမယူဘဲနဲ့မိမ့်မလို့မိမ့်မရနဲ့အခုလိုမျိုးတွေသူညီမကိုပြောလို့ညီမဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်ပြီးရင်သူနဲ့ဖုန်းပြောထားတဲ့ record တွေသူဒီဘက်ဆက်နေကိုပြန်ပေးမယ်ဆိုပြီးဂတိခံထားတဲ့ record တွေဒီလည်းညီမ Facebook မေးဖယ်ဦးဆိုတဲ့အကောင့်မှာညီမ Facebook မှာညီမတင်ထားပါတယ်အဲ့ဒါတွေကိုလည်းအခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နေဖို့ ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။